ဝတ်လင်း website တို့များအရေးကြီးဆုံးငွေသားကတော့ aside ခေါ်တဲ့ငွေသားတွေပါဒီလိုခုလေးကတော့ကျွန်တော်တို့ကာရှာဖွင့်ဖို့တော့ပေါ့နော်ပုံမှန် player ဆိုရင်တော့တာရစ်ကိုဖူးလို့ပြောပါတယ်ဖူးဘယ်လောက်ရှိလဲဆိုရင်ဒီ aside ပုံမူတည်ပြီးဖူးဘယ်လောက်ရှိတယ်လို့ပြောလို့ရပါဘူးနော်အခုမှလာ soil လို့ပဲဖြစ်နောက်မှလာ cheese လို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးကကြည့်ထားလို့ရပါတယ်ပြီးတော့သူများကိုပေးမဆော့ခင်မှာလဲအစွဲကပင်ရရှာရလွယ်လဲဆိုရင်ကိုကိုချလို့ရအောင် သူမြတ်ကိုခက်ခိုင်းတာရှာခိုင်းမလို့သူမြတ်ကိုဆော့ခိုင်းမဆိုရင်တော့ကျွန်တော်ပြောမယ့်ဒီမြတ်ကတော့အကုန်လုံးတော့မဟုတ်ပါဘူးလိုတာလေးတွေ comment မှာရေးပြီးတော့ရပါတယ်အရင်ဆုံး upside မှာစာခီမှာဆိုရင်တော့ကျွန်တော်တို့ main story အရင်ဆော့ရပါတယ် main story ကိုဘယ်လောက်ထိဆော့နိုင်လဲဆိုရင်ဆော့တော့ပါတော့ကျွန်တော်အကြံပေးရှင်တာကတော့အခုမှလာဆော့ရလို့ဆိုရင်တော့ chapter 2လေးဆော့ပါတော့ကျွန်တော်တို့အတောင်မှန် system ဖွင့်ပြီးနောက်ပိုင်းမှာနားထားလို့ရပါတော့ story ကိုဆက်မသွားရှင်ပါတော့ ဘူပါလေးကစခိပတွေပါတဲ့အကြောင်းမို့ကျွန်တော်တို့ story ဆော့တာဘယ်လို့မှမကြပါဘူး min story လဲဒီမှာဆိုရင်တော့အဆိုင်ရရင်မြရပါတော့တကယ်လို့ဆော့နိုင်တော့ဆော့ပါအတော်မှန်ဖွင့်ပြီးတော့ရင်တော့ပိုင်းဆိုရင်တော့ကျွန်တော်တို့တာပါဖွင့်ဖို့ချိုးစားပါဒါပါကြီးမှဆိုရင်တော့အဆိုင်တွေမြရပါတော့တာပါတေးမှဆိုရင်တော့အဆိုင်ငါးငါးစီရတယ် map တွေဖွင့်ပြီးတော့ရင်တော့ပိုင်းမှဆိုရင်တော့ကျွန်တော်တို့အဓိက map ကို export ဖို့လိုပါတယ် map ကို export တာကတော့အဓိကကတော့တဲ့ခိုင်နှုံးထီပေါ့နော်ဒီတဲ့ခိုင်နှုံးထီမရောက်လဲရနိုင်တယ်လို့ဒီစူးစားပေါ့နော်အဓိကကကျွန်တော်ပဲ map ကိုအရင်ရှင်းမှလဲဆိုရင်တော့ဒီ chapter 2ရဲ့ map ကိုအရင်ရှင်းဖို့လိုပါတယ်ဒီ map တွေကကျွန်တော်တို့တဲ့ခိုင်နှုံးထီရောက်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ပြန်လာလဲအချိန်ပိုကြတော့ပါတယ် map ထဲမှာရှင်းမဲ့ chapter လေးကတော့9ကနေ20တိရှိရပါတော့ကျွန်တော်တို့ခက်တာလွယ်တာပုံမူတည်ပြီး ကျွန်တော်တို့ပြန်တော့ရင် map ထဲမှာဆိုရင်တော့ဒီချက်ပုံလေးပေါ့နော်ဒီချက်တဏီယာဆိုရင်တော့အဓိကကတော့၄၅ခုလို့ရှိပေါ့နော်တဏီယာကိုတရှိော့ map ထဲမှာမပေါ်ရင်တော့ကျွန်တော်တို့ scan တိုင်ထောင်ထားဘူးလို့ပေါ့နော်ကျွန်တော်တို့ don't ကိုပြပေးတာဒါလေးပါဒီတစ်ခုလေးကတော့ကျွန်တော်တို့သုံးခုထောင်လို့ရရပေါ့နော်အခုဆိုရင်တော့ဒီအပိုင်းလေးကခြာတာရင်ကျေတော့ပါပြီအဲ့နော်တော်ပြီးမတွေ့ဆိုရင်တော့ကျွန်တော်တို့ scan ထပ်နေပြီး check ကိုခြာလို့ရပါတယ်ပြောဒီ share layer trick လေးကတော့ပက်မှာပေါ်နေတော့ ဆိုပုံမှန်ကျွန်တော်တို့နေနေရာမှာရှိရင်တော့ဘာမှမဖြစ်ပါဘူးတကယ်လို့ကျွန်တော်တို့သွားပြီးမတွေ့ရင်တော့အပေါ်မှာလည်းအောက်မှာလည်းရှိတတ်ပါတယ်အပေါ်မှာဆိုရင်တော့မြက်ကအပေါ်လေးထိုးထားလိုက်ပါတော့ဒီရှက်လေးတွေခြာတာကတော့တခါတလေတည်းခိုင်လို့မပြေပြီးအဲ့ဒါစိတ်မညစ်နေပါဘူးနော်တချို့ရှက်လေးဆိုရင်တော့ကျွန်တော်တို့စိုက်ခွဲလို့မှဖွင့်တာပါစိုက်ခွဲမှလို့ရင်တော့ဒီရှက်လေးကမှပေါ့ဘူးနော်ဒါကြောင့်တည်းခိုင်လို့မပြေကြတာတခါတလေဆိုရင်လည်းမျက်မှာရှက်လေးတွေ့ပြီးဝေလို့မရအောင်ဆိုရင်တော့ အဲ့ဒါလေးကစိုက်ခိုးလေးခြံတာပါ map ကို explore ရှိမှဆိုရင် map map အပေါ်မှာလေအိမ်အပေါ်မှာလေပေါ့နော်တချို့နေရာမှာဆိုရင်ဘယ် map မှာပဲဖြစ်ဒီအဝါရောင်တုံးရှိတတ်ပါလားဒီအဝါရောင်တုံးလေးကျွန်တော်တို့သူပြောထားတဲ့အထိရှာနေတယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ map မှာလေအဲ့ map မှာရှိတဲ့ NPC စီတွားပြီးဒီရှုရောင်တုံးကိုကျွန်တော်တို့အဆောက်အအုံနဲ့ပြောင်းလို့ရပါတယ်ဒါလေးက ခြားခြားပေါ့နော်ကျွန်တော်တို့ဖြစ်နိုင်တော့ပြန်တဲ့ချိန်မှာဆိုရင်တော့မက်မှာကောင်းကောင်းကြည့်ပေါ့နော်တွေ့တိုင်းတွေ့တိုင်းယူပါမက်ကို explore ချိန်မှာဆိုရင်တော့ကျွန်တော်တို့အဓိကကတော့ monster တွေကိုရှာဖို့လိုပါတယ်တွေ့တိုင်းရှာပါဒါတွေကရှာတယ်ဘာမှဖြစ်ပါဘူးသူအချိန်တိုင်းပြင်လာမှာပဲ monster တွေကသူတို့တည်တော့ရှိမှာ echo လေးဖြစ်တတ်ပါတယ်ဒီ echo လေးဖြစ်တယ်ဆိုရင်ကျွန်တော်တို့စုမယ်ဆိုရင်တော့ဒါတာပိုင်ရဲ့ level ရောက်တိုင်းကျွန်တော်တို့အဆွဲရပါတယ်ဒါတွေကဆော့ဆော့ပြီလို့လေဘယ်တော့ထိ စောရမှာလဲဆိုရင်တော့အဓိကကတော့ဖြစ်နိုင်တော့မင်းများရှိတာပေါ့နော်တကယ်လို့စဆော့ပြီးအကိုလေးတိမချောက်ဆိုရင်ဘလော့ဒီရှာမှာလဲဆိုရင်တော့အောက်မှာရှိတဲ့ဒီခေါ်လေးခေါ်တစ်စီကိုကျွန်တော်တို့စနစ်ဖြစ်အောင်တော့အ ਨੇ ဆုံးတော့တင်ထားပါတော့ဒီနောက်ပိုင်းမှာအကိုဒီကိုလာရှာလို့ရပါတယ်ရှာမင်းဒီကတော့လွယ်လွယ်ပါပဲဒီရှင်တွေကိုဖွင့်ပြီး question မဖြစ်တဲ့မစာတွေကိုထောက်ပါတော့ထောက်ပြီးကျွန်တော်တို့တော့ရှာလို့ရပါတယ်မဖလဲမှာလမ်းလျှောက်နေတဲ့ရှိန်မှာလဲ တွေ့တဲ့အထင်တိုင်းတွေ့တဲ့မဆာတိုင်းတွေ့တဲ့ကြောက်ခဲတုံးတိုင်းရိုက်ပြီးရှိသမျှအထင်တွေကိုကောက်ပါအထင်တွေမင်းများရှိပြီးနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ synthetic ဆိုတဲ့ system လည်းရှိပါတော့ဒါလည်းကအများကြီး skip ပြီးပြန်လာဆော့ပြီးမေ့သွားတာလည်းရှိပါတော့ဒါလည်းကတော်တော်ကြီးကြည့်ပါတယ်ဒီ map မှာရှိရင်တော့အထင်တွေရှိတဲ့ဟာတွေကိုဖားမှာနော်ပုံမှန်ဒီ synthetic တွေက carbon item ဆိုရင် map မှာရှိတဲ့ item တွေပဲခပြရတာပါပဲဒါလည်းကမင်းများခပ်ပြီးကျွန်တော်တို့ level လေးရှိပါတယ်ဒီ level လေးကသူရောက်တဲ့အတိုင်းကျွန်တော်တို့အဆောရရတယ်ပေါ့နော်ဒါလေးကိုမမေ့ကြပါနဲ့တခါတလေအားရချင်းနေပညာများပြီး map ကို export ဖို့တွေးရင်ပေါ့နော်ကျွန်တော်တို့ map ပေါ်တွေးခိုင်းတော့ဖွင့်နေရှင်ကြရင်အဲ့ဒါမလုပ်ချင်မှာအရှိမန်ကြည့်ဖို့လိုပါတယ်အရှိမန်လေးကအများစုဆိုရင်တော့ map ကို export ရရှိမှာဆိုရင်တော့တုံနေတဲ့ဟာတွေအရင်မြတ်ပါတယ်ဒါမလုပ်ချင်မှာလဲတခုနှစ်ခုလောက်ကောင်းတဲ့မှာမှတ်ထားပါဒါလေးကအဆွဲပိုရမယ်နေတယ်ပေါ့ အကြိုင်းဆော့လာပြီးတချို့ content တွေဖွင့်ပြီးသွားရေဆိုရင်တော့ simulation ဆိုတဲ့ content တွေရှိပါတယ်ဒါတွေကကျွန်တော်တို့ post ကိုရှာတာပေါ့နော်ဒီရှာတွေကကျွန်တော်တို့တက်တော့ရင်တော့ခြေတလုံးတလုံးစီတော့တယ်ပုံမှန်ခုမှလာဆော့ပြီး level မပြည့်သေးလို့ဆိုရင်တော့တလုံးနှလုံးတော့ဆွထားပြီးပြီဆိုရင်တော့နားထားလို့ရပါတယ်ဒါတွေကအမှန် aspect ချနေတယ်ပေါ့အရင်များပါတယ်တည်နေမှာကတော့ and can content တွေက aspect အရင်များပါတယ် အခုမှလာဆော့လို့ဆိုရင်ဒီကွန်တန့်တွေမနိုင်လို့ဆိုရင်လည်းနိုင်တော့ပဲချပါနည်းနည်းရထားလဲတော်ပြီပေါ့နော်နောက်ပိုင်းသူအရှင်ကုန်တော့ရင်ပြန်ဒီဆက်ချမယ်ပဲလေအဲ့ရှိမှကျွန်တော်တို့ level တွေပိုင်းတင်ပြီးပြန်ချလို့ရတယ်ဒီဘူဘာကင်းကတော့ level တက်တာရန်ချလို့လေတချို့လို့ဆိုရင်တော့ဒီ content မြတ်ကိုမနိုင်ချပါနော်ဒီမနိုင်တဲ့လဲသူများကကြော်တဲ့ဖို့တွေပါတွေ့ရင်လေသူများဖို့တွေပါကြည့်ပြီးအားမငယ်ပဲဒီ content မြတ်ကိုတော့မချပဲမလုပ်နဲ့ပေါ့နော်ဒီ content ကအဆွဲကိုဖီးရတာပြီးတော့ကျွန်တော်တို့ဘူဘာလဲ စင်ကယ်ပေးရဂိမ်းလိုမျိုးပါပဲခိုးအော့မော့လဲကျွန်တော်တို့ဝင်ကြည့်ပါဝင်ကြည့်ပြီးသူများဝဝင်တော့လို့ရတယ်ဆိုရင်တော့တခါတလေကျွန်တော်တို့ဝကိုဝခိုင်ထင်းနေဖာမနာကုံပိုင်းသူများဝကိုကြော်ပြီးတော့ဖာမရရပါနော်တကယ်လို့သူများဝကဖွင့်ထားမှတွေ့ဆိုရင်လည်းကွန်မြူနတီမှာတွားပြီးတငရှင်းချပါနော်တငရှင်းချပြီးတကယ်သဘောကောင်းလို့လည်းတွေ့ရင်တော့သူတို့ကူညီပြီး data bank update တင်နိုင်မြန်တော့မယ်ပေါ့ဒီဘောကိန်းကသဘောကောင်းလို့မြင်ပါတယ် ဟုတ်လားဒီမဲ့လို့မယ်ဆိုရင်တော့ endgame content လဲနည်းနည်းတော့ဆိုရင်တော့ပါပြီအဓိကကတော့ ecosystem ကိုလဲချွေရအောင်ထိ farm လို့ရတဲ့ထိရအောင်လုပ်သွားပေါ့ဟိုဘာရဲ့ event လေးကတော့နှမျိုးရှိပါတယ်ပထမကတစ်မျိုးကတော့အရှင်ကုံတော့ရင်ဘာမှမကြံဘဲပြောက်သွားတဲ့ event တွေပါဒါလေးကကျွန်တော်တို့လှုပ်ရမှာပေါ့နော်အဆောရတာပုံများတယ်နောက်တစ်မျိုးကတော့အရှင်ကုံတော့ရင်မပြောက်သွားတဲ့ event တွေပေါ့နော်အရှင် သူဆက်ဆားလာတဲ့ချိန်မှာအရှင်ကုံတော့ရမှာနော်ဒီနေရာလေးရောက်လာတယ်ဒီနေရာလေးရောက်လာတဲ့ချိန်ဆိုရင်တော့ဆော့လဲအဆော့တွေရသေးတယ်ပေါ့နော်ဒါပေမဲ့သူဆက်ဆားလာတဲ့ချိန်ဆိုရင်ကျွန်တော်တို့ဆော့တာအားရင်လေအဲ့ချိန်မှာဆော့ပြပါဘာဖြစ်လဲဆိုရင်တော့အဲ့ချိန်မှာဆိုရင်လေ limit time ရှိမဲ့ mission နဲ့ရှိတတ်ပါတယ်ဒါလေးကိုဆက်ဆားလာတဲ့ချိန်မှာလာဆော့ထားပေါ့ဒီ limit time mission နဲ့ဆိုရင်တော့ even a pt ဆော့ဆံလို့ပေါ့သူကတပတ်လောက်ရောက်ရင်ပေါ့နော် limit harm ရှိမဲ့ mission တွေကအကုန်နှီးပါတော့ပြီးလောက်ပါပြီ event တွေကအရန်ကြတယ်ဆိုရင်တော့နားထားလို့ရပါတော့နောက်ပိုင်းနောက်ထပ်တစ်ဝက်ကအလဲရှိမှလာဆော့ပေါ့အဆော့တွေပါရှာမိနေရမရှိတော့ဆိုရင်အခုကိန်းငယ်များစုကနောက်ပါရှိမှတော့ဟင်မှလိုက်ဖက်လဲရှိတတ်ပါလေအဲ့လိုက်ဖက်လေးကလာလိုက်ရှိရင်ဆိုရင်ပေါ့နော်ကုတ်သုံးခုကြလာပါလေအဲ့တော့ခုထည့်ရင်ကျွန်တော်တို့ဘူပါက300ရရပါတော့အဲ့တော့ခုထည့်ရင် ကုတ်ကလေးကလာမရှိဆိုရင်ဘယ်နှရက်လောက်တက်ကုန်မလဲဆိုရင် ပုံမှန်ကတော့သုံးရက်ဆိုရင်တော့လေးကုန်ပါပြီဥပမာတရက်နေ့ဆိုရင်တော့သုံးရက်နေ့မှာဆိုရင်ကုန်ပြီပေါ့နော်အဲ့နောက်ပိုင်းမှာဆိုရင်ထည့်လို့မရတော့ဒါလေးကကျွန်တော်အကုန်တည်ထားတဲ့အဆောချာနီမြပါနော်တချို့ဟာတွေမပြောတဲ့ဟာတွေရှိရပါနော် daily weekly တွေပါရင်တချို့ဟာတွေလည်းတန်နေတဲ့ဟာရှိရင် comment မှာရေးပြလို့ရပါတယ်နောက် content ကပါလို့ရင်ကောင်းမလဲဆိုရင်တော့ comment မှာရေးပြပါနော်ကျွန်တော်တည်ထားတဲ့ဟာတွေအကုန်ပြောပြပါမယ် ဒီမျိုးဗီဒီယိုချိုက်တယ်ဆိုရင်တော့ကျွန်တော်ကိုလိုက်ပေးပါနော် subscribe ပေးရတူလဲ subscribe ထားပါပြီးတော့ကျွန်တော်ရှင်နေက app ရှင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုကိုခဏခဏလာကြည့်ပေးပါကျွန်တော်ရှင်နေက motivation နေပါရဘာမှမအောင်လေးပါအောင်အခုလဲ youtube လုပ်နေရတာကကျွန်တော် feel လုပ်နေရတယ်မျိုးပေါ့နော်ဘာမှမရဘူးတကယ်တော့အားပေးလို့မရှိကြာကြာတော့အရင်ကျွန်တော်အားငယ်ပြီးပျောက်သွားတော့လဲဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့မယ်ပေါ့နော်မတန်နဲ့တတား